ကြည့်ဒါတော့မနက်မငါမနေ့အတွက်ပေါ့နော်မနေ့အတွက်ဆိုရင်ကျွန်တော်လုံးပိုင်း site တွေရင်စပြမယ်နော်လုံးပိုင်း site อืมတူချင်းကိုရင်စပြမယ်နော်တူချင်းကကြတော့ဘယ်လိုမျိုးလဲပေါ့နော်ဒီ၃ညရဲ့ဒီ၄ရဲ့၃ညရဲ့ပေါင်းရင်ဟာတော့၄ဖြစ်တာလေပေါ့နော်၄ဆိုစဖြစ်တာလေတခါကျွန်တော်တို့ဒီမှာ၃ညရဲ့၅ရဲ့၉ရဲ့ပေါင်းလာဒါဒီလဲသူက၄ဖြစ်တာလေ နောက်တစ်ခုကျွန်တော်ဒီမှာ2ရက်8ရက်4ရက်ပေါင်းနေရလေသူက4ဖြစ်တာတယ်4ဖြစ်တာเนาะနောက်ကျွန်တော်ဒီမှာ2 3ပေါင်းနေရလေ4ဖြစ်တာလေအဲ့ဒီ4ဖြစ်ခြင်းဒူးခြင်းကိုမမြင်လို့ကျွန်တော်တို့ကဒါတောက်ကြနေရနှစ်ခွန်ဆိုတာမျိုးမဖြစ်သွားတော့เนาะတကယ်တမ်းကျတော့တစ်ခွန်နေပါလေကျွန်တော်တို့ပါတယ်ဘောเนาะခွန်နဲ့ပတ်သက်လို့ ကိုးခွန်နေပါတယ်ပေါ့နော်အဲ့တော့ဒီမနေ့မနေ့ပိုင်းမနေ့ဆိုရင်ဒီမှာ၄ခွန်၃ပေါင်းခြင်းဒီကျွန်တော်တို့၄ခွန်၃ပေါင်းတော့၄ဖြစ်ရမှာနော်၄ဆိုတာရှိတယ်နောက်တစ်ခုအယောင်ပြောင်းမယ်ပေါ့နော်အယောင်ပြောင်းပြီးနောက်တူခြင်းတစ်ခုရှိမယ်သူကကြတော့နှစ်ပင်နဲ့ပဲရှိသေးတယ်ပေါ့တိုးတော်လည်းပြားပြားတာ၃၅၃ပေါင်းခြင်း၈တခါ38ခွန်ပေါင်းခြင်း8ဒါဆို10ဖြစ်မယ်ဆို1 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 163 164 165 156 167 168 169 170 ဒီ2ရက်ဒီ3ရက်ဒီက3ရက်ပေါင်းမှာ10ဖြစ်မယ်နော်3ရက်ပေါင်းမှာ10ဖြစ်မယ်ဒါတခုနော်အဲဒါတခုနောက်ကလုံးပိုင်းနော်လုံးပိုင်းရင်ကြတော့လုံးပိုင်းရင်ကြတော့သူကညီလေးနဲ့ပြအဲရှစ်ခွန်ရဲ့ ဒုံညရဲ့ပေါင်တာရှစ်ကုံဒုံညပေါင်တော့ငါးရတယ်ဗျာငါးပါဝါဒုံညအဲ့ဒုံညဒီမှာပြီးရေနော်ဒီ6ရေ3ရေပေါင်ဩ sorry 3ရေပေါင်တယ်ဒီ6ဒီ6တော့မောင်းညင်တော့ဘာရ3ရနော်3ပါဝါ8အဲ့ဒီမှာနော်တခါ3ည5ရေ2ရေပေါင် ခွန်ရနော်ခွန်ဘာဝနှစ်အဲ့ဒီမှာနောက်တစ်ခါကျွန်တော်ဒီမှာ38ပေါင်းတော့1တည့်ရ6ပေါင်းတော့ခွန်ခွန်ဆိုတော့ခွန်ဘာဝဒီကျွန်တော်200အဲ့နှစ်ကဒီမှာဒါဆိုရင်ကျွန်တော်တို့ဒီမှာ23ရယ်8ပေါင်းဘာရ300ပဲနော်3ဘာဝ8ဒီ ဒီပွဲအတွက်10ပိုင်းနော်10ပိုင်းရှိတယ်နော်10ပိုင်းတော့ရှိတယ်10ပိုင်းတော့ရှိတယ်နောက်တစ်ခုကကြတော့ဒီဘက်မှာပဲအပြားနဲ့ပြမယ်နော်အပြားအပြားဘယ်လိုသွားလဲပေါ့နော်10ရဲ့၃ညရဲ့ပေါ့လို့ဒါတော့2ပင်ပဲရှိတယ်10ရတယ်10ပါဝါ3 3ပိုင်းဒီ3ပိုင်းကဒီမှာကြတယ်နော်တခါဒီ3ရဲ့ဒီ9ရဲ့ပေါ့2 နှစ်ပါဝခွန်ပိုင်းနှစ်ပါဝခွန်ပိုင်းအခွန်ပိုင်းရကျော်ဒီမှာကြာတယ်သူကနောက်ပိတ်ရေတော့ပြီးရင်နော်နောက်ပိတ်ပိုင်းရေတော့ပြီးဒါဆိုရင်လည်းကျွန်တော်ဒီမှာခွန်ရေဒီခွန်ရေဒီလေးရေအဲ့လေးရေပေါ့မှာခွန်လေးပေါင်းခြင်းဒီတစ်ပေါ့နော်တစ်ပါဝ6ပိုင်းအဲ့6ပိုင်းနောက်ပိတ်လဲပို့ပြီးတော့အားတာတယ်ဗျာ6ပိုင်းအဲ့တော့10ပိုင်း6ပိုင်းရတာတယ်6ပိုင်းရတာတယ် ရှင်းပိုင်း6ပဲဟုတ်ပြီအဲ့တော့ကျွန်တော်တို့ဝမ်းကျင်းဒီလိုင်းကိုဆက်သွားမယ်ခုနကပြခဲ့တာက၄ထိပ်၃ပိတ်ရှိတယ်နောက်အခုပြတာ၈ပိုင်း၆ပိုင်းရှိတယ်နော်အဲ့တော့ဝမ်းကျင်းဆိုင်တွေကိုသွားမယ်ဝမ်းကျင်းဆိုင်တွေကိုသွားအဲ့ဒီမှာဝမ်းကျင်းဆိုင်ကြီးလာပြီပေါ့နော်ဝမ်းကျင်းဆိုင်ကြီးပြမယ်ဆိုရင်ဘာမအောင်လို့နေနဲ့ဒီကောင်လေးပဲသွားလိုက်ပါဘောဒီခွန်ရဲ့ သုံးညရယ်ပေါ့နော်ခွန်သုံးညခွန်သုံးညပေါင်းတော့ဗာရတယ်ခွန်နော်ခွန်ခွန်ရဲ့နှက်ခက်ကသုံးညခွန်ရဲ့ဘာဝနှစ်သုံးညနှစ်ဆိုတော့ဒီသုံးညငါးမှာသူကဒီသုံးညဒီလာလာပေးတယ်ပေါ့နော်တခါဒီရှေ့ရယ်ဒီကိုရဲ့ပေါင်းတော့လဲသူကခေါ်မယ်အဲ့ကိုရဲ့ပေါင်းတော့လဲခေါ်မယ်အဲ့တော့ခွန်ခွန်တဲလိုက်ခွန်ရဲ့နှက်ခက်သုံးညခွန်ရဲ့ဘာဝနှစ်သုံးညနှစ်ဆိုတော့ဗာထွက်တယ် ၃ည၈ထွက်တယ်နော်တခါဒီမှာလေးလေးပေါင်းတော့တဲ့သူက၈နော်၈လေးရဲ့လေးရဲ့ပေါင်းလို့၈၈ရက်နှစ်ခတ်ဒီ၈ရှစ်ပါပါဒီ၃ဒီ၃ဒီ၃ဆိုတော့၂၃ထွက်တယ်နော်ဒီမှာ၂၃တခါ၅ရဲ့ဒီက၉ရဲ့ပေါင်း၅၉ပေါင်းရင်၄လေနော်ဆိုလေနော်လေးရဲ့ပါဝါဒီလေးရဲ့နှက်ခတ်ဒီနှစ်လေးရဲ့ပါဝါဒီကိုနှစ်ကို နှစ်ခုဆိုပါလို့နှစ်ခွန်ထွက်တယ်နော်နှစ်ခွန်ထွက်တယ်ဒါဆိုရင်ကျွန်တော်ဒီမှာ၈ခု၈ရဲ့၃ရဲ့ပေါင်းတော့၁နော်တေးရတယ်နော်တေးရတဲ့ခက်က၈ဒီပါဝါ6 6ဆိုတော့ဝန်ကြီးရတယ်ခုနကတော့၈ဘိုင်း6ဘိုင်းရှိတယ်အခု၈6ချိန်ရလာတယ်နော်၈6ချိန်ဆိုတာရလာခုနကတော့၈မှာပြခဲ့တာရှိတယ်၈ဘိုင်း6ဘိုင်းအခု၈6ချိန်တခါကျွန်တော်အစိမ်းလေးနဲ့ပြမယ် တို့အစိမ့်လေးနဲ့ပြမယ်နော်စိမ့်လေးနဲ့ပြမယ်ဆိုတော့ကျွန်တော်ဂွင်းလေးနဲ့ပဲကျွန်တော်ပြတော့မယ်ဂွင်းလေးနဲ့ပြမယ်သူကကြတော့ဒီအောက်ကနေပဲကျွန်တော်စပြလိုက်မယ်နော်ဒီမှာခွန်နှစ်ကိုခွန်နှစ်ကိုပေါင်းတော့ခွန်နှစ်ကိုပေါင်းတော့ပါရ8เนาะ8 8 ရှစ်နှစ်ခါကတည်းရှစ်ပါပါတော့13ဒါမှလည်းပိုင်းအတွက်13ချိန်ပေါ့နော်ဒါအောက်ကနေစပြဆိုတော့အပေါ်မှာကျတော့ဘာလဲဆိုအယောင်လေးတော့နည်းနည်းချိန်လိုက်မယ်ဟွာလေးပေါ့3ရေတဲ့သူက3ရေ4ရေပေါ့3 3 4ပေါ့နော်3 3ပေါ့တဲ့ခါမှာ3ညရတယ်နော်3ညရဲ့နှက်ခတ်ဒီခွန်3ညရဲ့ပါပါသည်ငါခွန်ငါဝန်းချင်းမှာနှစ်ခွန်တော့တယ်ဒီမှာနှစ်ခွန် ွန်เนาะခွန်ညိဒီခွန်ညိအဲ့တော့အပေါ်မှာတခါထပ်ပြီးသွားမယ်ဒီရှစ်ရဲ့ဒီတုံညရဲ့ဒီကိုရဲ့ရှစ်တုံညကိုပေါင်းတော့ခွန်ခွန်เนาะရှစ်တုံညကိုပေါင်းတော့ခွန်ခွန်ရဲ့တစ်ခါဒီတုံညခွန်ရဲ့ဘာဝါဒီနေ့တုံညနဲ့ဝန်းကျင်တုံညနဲ့ဝန်းကျင်ဆိုတော့ဘာထွက်လဲခုနတော့ခွန်ထွက်တုံညနဲ့ဝန်းကျင်ညတော့နေ့ထွက်တယ်เนาะနေ့ထွက်တယ်တခါကျွန်တော်တို့ဒီမှာ ားရေဒီ6ရေတုံညာရေပေါင်း96တုံညာပေါင်းခြင်း96တုံညာပေါင်းကြောင့်တရတရနှကတ်ဒီ8တရပါပါသည်6เนาะ86ဆိုတော့တော့ပါထွက်လိုက်အဲ့မှာ8ထွက်တယ်เนาะ8ထွက်တယ်အဲ့တော့အပေါ်စတူဒီမှာကဒီမှာက4ဒီမှာက9 4 9ဒီမှာ6 4 6ခွန်ပေါင်းတော့ခွန်ရတယ်เนาะခွန်ရတယ် ခွန်ရတယ်ခွန်ရဲ့နှက်ကသည်ဒုံညာခွန်ပါဝါနှစ်ဒုံညာနှစ်ဆိုတော့ဒီမှာဒုံညာဒုံညာငါးပြီးတယ်တပင်တပင်သုံးပင်လေးပင်ပြီးတာပေါ့နော်အဲ့ဒါအဲ့တော့ဒီမှာကျတော့6 6ချင်းကျွန်တော်3ချင်းဆိုတာရတယ်နော်6 6ချင်း3ချင်းဆိုတာရှိတယ်နော်ရှေ့မှာက10ဘိုင်း6ဘိုင်း၄ထိပ်3ဘိတ်နော်အဲ့ဒါလေးရှိတယ်ပေါ့နော်ကြည့်ဟုတ်ပြီဒါတော့နောက်လည်းဘာလေးဆက်ရှိအောင်လဲအဲနောက်တစ်ခုကကြတော့ ကျွန်တော်တို့ဒီဒီကောင်တစ်ခုပါလေဗောနော်ဒီမှာဗောနော်ဒီ6ချစ်ခွန်ပေါင်းရင်တက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 ်နှစ်ခါက8တက်ပါဝ6တက်6အဲအဲ့လိုမျိုးပဲဒီအပေါ်မှာဆက်ပြီးကြည့်ရင်ဒါကြတော့နည်းနည်းကိုယ့်ရဲ့ကောင်အနည်းနဲ့ပြဗောနော်သူ့အထက်မှာတော့ဒီမှာ9နှစ်3ပေါင်းရ3ရနော် ုံညာတုံညာအနခက်ကခွန်တုံညာပါဝါငါခွန်ငါဝဉိညိုဟာသူကခွန်ပေးတာနော်ဒီမှာခွန်ပေးတာတခါအပေါ်မှာစက်ကြည့်4 3 8ပေါင်းတော့ငါရတယ်နော်ငါ9ရဲ့နခက်က3ငါရဲ့ပါဝါတုံညာ3တုံညာဆိုတော့သူက3ပေးတာနော်တခါဒီပေါ်မှာ8တုံညာငါပေါင်း3ရတယ်နော်3ရတယ်3ရဲ့နခက်ဒီ nga 3ရဲ့ပါဝါဒီ8 9 8 ငါရှစ်သဘာပေးရှစ်ပေးတယ်ဗျာနော်ငါရှစ်ရှစ်ပေးတခါကျွန်တော်ဒီမှာ၄၆ခွန်ပေါင်းတော့ခွန်ရရနော်ခွန်ရတယ်ခွန်ရတစ်ခတ်ဒီတုံညာခွန်ပါပါဒီနှစ်တုံညာနှစ်ပါပေးတယ်တုံညာငါပေးတယ်နော်တုံညာငါပေးတယ်တခါဒီမှာ၄ရှစ်၄ခွန်ပေါင်းတော့ဒီဒီနေရှင်းတယ်ပေါင်းတော့ကိုနော်ကိုကိုရတစ်ခတ်ဒီ6ဝေဘာဝဒီ4 6 4ပါပေးတယ် လေးလေးပေးတယ်ဗျနော်လေးလေးပေးတယ်အဲ့တော့တခါတော့ဒီကောင်းတော့လည်းပင်တော့တော်ရှင်းနေပြီเนาะဒါပေမဲ့လို့ဘာလို့ပြရလဲဆိုတူနေလို့ပြရငါးငါးခွန်ပေါင်းတော့ခွန်ရရเนาะငါးငါးခွန်ပေါင်းတော့ခွန်ရတော့ခွန်ရဲ့နှက်ကတ်ဒီ၃ညာခွန်ရဲ့ပါဝါဒီ၄၃ညာ၄ဝန်းကျင်နေရဒီမှာ၃ညာ၈ဆိုပြီး၃ညာပြီးတယ်ဗောနော်အဲ့ကြည့်ပဲเนาะအဲ့ကြည့်ပဲအဲ့တော့ဒီမှာကလည်းကျွန်တော်တို့၈၆ဝန်းကျင်ရတယ်เนาะ၈၆ဝန်းကျင်ကနှစ်ခါရတယ် 16ဝမ်းကြီးနှစ်ခါ16ပိုင်းရတယ်13ဝမ်းကြီးရတယ်เนาะအတာပဲလားဆိုတော့ဒါပဲမဟုတ်သေးဘူးရှင်းနဲ့ပတ်သက်ပြီးဆက်ပြအောင်เนาะရှင်းနဲ့ပတ်သက်ပြီးဆက်ပြအောင်အဲ့တော့ကျွန်တော်ရှင်းနဲ့ပတ်သက်ပြီးတော့ဆက်ပြမယ်ဆိုရင်ဒီနားမှာဖြစ်နေတာလေးတစ်ခုပြမယ်เนาะသူကဒီပင်နောက်ဒီပင်နောက်ဒီပင်เนาะအဲ့တော့ဘာတွေ့လဲဆိုတော့ ဒီပင်ဒီပင်ဒီပင်တိုင်းမှာက၃ညနဲ့ရှင်းနေပါဒါမှမဟုတ်၃ညရှင်းကြရလားအဲအဲ့လိုမျိုးရှိတယ်နော်၃ညနဲ့ရှင်းနေပါလေဒါမှမဟုတ်လို့ရှင်း၃ညရှင်းကြရလားဆိုတော့ကျွန်တော်ဒီမှာကြိုင်နေတာရှစ်ကလာပြီးတွေ့ပြန်တယ်နော်ရှစ်ကလာပြီးတွေ့ပြန်တယ်အဲ့လိုပေါ့ရှိရှစ်ကလာပြီးတွေ့ပြန်တယ်တော့ညနေပိုင်းအတွက်ကြည့်မယ်ဆိုရင်တော့ဒီမှာ အညနေပိုင်းဆိုရင်ဒီမှာတကယ်လို့ရှင်းပြဒီမှာခွန်ခွန်6ဟုတ်လား30ဖြစ်တာလေနောက်9 3နှစ်เนาะဒီမှာတော့30ဖြစ်တာလေရတော့ပြီးရင်လည်းပြီးနိုင်တယ်ပေါ့ဒီလို3မိနစ်တက်တယ်ရတော့ဒီမှာခွန်85ပေါ့เนาะ30ဖြစ်ချင်းတော့ဒါတော့ညနေပိုင်းဇေယျပေါ့เนาะတိုးတော်လေအခုလက်ရှိဇေယျကိုပြောမယ်ဆိုရင်38 38ဆိုတော့ဒီမှာက38စပေးမှာလာဒါမို့လို့ရှင်ရှင်း တုံညာရှိကဝမ်းကျင်းဖြစ်ပါလားတုံညာရှိချိန်ဒါမို့လို့ရှိရင်တဲဖြစ်ပါလားအဲဒါတတ်တွေ့တယ်ဗျနော်အဲ့တော့ကျွန်တော်တို့ဟောဒီမှာဗာလီရတယ်တွဲကြည့်အဲ့တော့ဗာလီရတယ်တွဲကြည့်မယ်ဆိုရင်ဗာလီရတယ်ဗျနော်အဲ့တော့နှစ်ဘာ6ရက်9လ20နှစ်မှာ9မိနစ်နော် မနေ့မှာကျွန်တော်တို့ပါရှိရလေးထိတ်သုံးပိတ်နော်နော်နောက်တစ်ခုကအဲ့ကျတော့ဒီဘက်မှာကနိုင်ရေးလိုက်ဘုနော်၄၃ဘုနော်၄ပြီးကြတော့၈ပိုင်း၆ပိုင်း၈ပိုင်းနောက်၈၆ကခြေနော်၈၆ခြေ၈၆ခြေနော်၈၆ခြေ၈၃ခြေ ဒီ၃ချိန်ပြီးတော့ကျတော့၃ညရှစ်ဒဲချိန်ဒဲဒါမို့လို့ရှင်ချိန်ဒါမျိုးရှိတယ်နော်ချိန်ရှိတယ်တော့တွဲကြည့်မယ်၄၃ရပြီ6ပိုင်းရ6ဆိုတာတော့ဒဲထိုးတင်တယ်ဗျာနော်ဒဲထိုးတင်တယ်ပြီးတော့ရှင်နေပါတယ်လို့8 8 3ဒါ8 3တော့လည်းပြန်ထိုးရမယ်ဘာလို့လဲဆိုတော့နောက်ကျွန်တော်၃ညရှစ်ဒဲချိန်ရှိတယ်၃ညရှစ်နော် အာကဲ၄နဲ့၈နဲ့တွဲမယ်ဆိုရင်တော့၄၈เนาะ၄နဲ့6တွဲ၄6เนาะ၄နဲ့10နဲ့တွဲမယ်ဆို၄1တူ၄3၄3ကပါပြီ၄1၄3ကဒီပုံမှာပါပါပြီခါရင်เนาะအာ40 40၄နဲ့ပါတယ်ပြီးတိတ်တော့ကြိုက်ကြိုက်မယ်ဆိုလည်းကြိုက်လို့ရတယ်เนาะ40เนาะ86 8နဲ့ပါဆို83 8တက်ပြီးသွားပြီ86ပြီးသွားပြီ8နဲ့ပါတယ်လို့6နဲ့ပါတယ်လို့ပါ 6163ဒါပဲကျန်တော့เนาะ6163 63 63 63 63 63ညဒါပဲကျန်တော့เนาะအတန်းနည်းနည်းရောပါလားပြင်တော့ဒီဘက်ကဟောဖြတ်လိုက်เนาะအဲရောပါလဲဆိုရင်ဒီဘက်ကဖြတ်လိုက်အဲ့တော့နောက်တစ်ခုကတော့ဒီ channel ကိုကြည့်ရင်ပေါ့เนาะ VPN လေးခံပြီးတော့ကြည့်ပေးကြပါပေါ့เนาะ VPN လေးခံပြီးတော့ကြည့်ပေးကြပါလို့တောင်းဆိုခြင်းနဲ့เนาะအဲ့တော့ဒါကမနေ့ဖိုင်အတွက်ပေါ့အနီရောင်လေးနဲ့ ကျွန်တော်တို့ဒါရွေးလိုက်တယ်ဗောနော်အညီရောင်အာအညီရောင်လေးနဲ့ကျွန်တော်တို့မာရီခြိုက်တယ်ဗောနော်ဒီမှာတကွယ်နှစ်ကွယ်သုံးကွယ်လေးကွယ်ငါးကွယ်ခြောက်ကွယ်ခုနှစ်ကွယ်ရှစ်ကွယ်ဟူးကွယ်ဆယ်ကွယ်စတဲ့ဆယ့်နှစ်ကွယ်ရှိဗောနော်ဆယ့်နှစ်ကွယ်ရှိမယ်အဲ့တော့အဲ့ထဲကနေမှကျွန်တော်တို့ဘာတွေထိုးတင်လဲဗောနော်အဲ့ဒါအဓိကတော့အဓိက main ကိုတော့ကျွန်တော်ဒီ86ရွေးတယ်ဗောနော်86 တော့83เนาะမင်းရွေး83မင်းရွေး63 60တော့ရှင်းနဲ့ပတ်သက်ပြီးတော့ရွေးတယ်ဘောနော်61 6နဲ့ပတ်သက်ပြီးရွေးရင်တော့ကျွန်တော်ကအာ61အဲပါဝါပေါ့နော်61ပါဝါပြီးတော့ကြတော့61 68ကတော့ပုံပါပြီဒီလေးကွက်ပဲဒီလေးကွက်ကိုအဓိကမင်းရွေးခြင်းနဲ့ပတ်တိထိုးခြင်းနဲ့လူပါကြတော့ကျွန်တော်ကတော့8နဲ့ 6နဲ့ကိုပို့ပြီးတော့ပတ်စီရင်းတယ်ဗောနော်6ပတ်တိပတ်တိဗောနော်6ပတ်တိအဲ့ဒါပါပဲဗောနော်နောက်လို့ကတော့음လေးလုံးအခွေမွေးလေးခွက်ဗောနော်အဲ့ဒါ၄ရတော့ငါယူလို့ရပါတယ်နော်လေးလုံးအခွေရှိတယ်ထုံးတဲ့တိုင်းဗောနော်မွေးလေးခွက်ရှိတယ်နောက်တစ်ခုကကြတော့အာဗရိတ်တလုံးဗောနော်ဗရိတ်တလုံးရှိတယ်အဲ့ဒါ၄ရလာယူလို့ရပါတယ်အဲနော်အဲ့ဒါတော့ဗိုက်ပါမှာဗောနော်ဗိုက်ပါမှာလာယူလို့ရတယ်ဗောနော်ဗိုက်ပါနံပါတ်ကိုလည်း ပြီးရင်ကြွညာပြီးမှာပေါ့နော်လာယူလို့ရပါတယ်ဒီအားလုံးပဲလက်ခံအဖွင့်နေမှာကံကောင်းကြပါစေ